ခေတ္တသမားအယောက်40ကျော်ကမြန်မာနိုင်ငံအောက်ပိုင်းကမြို့တွေမှာတချင်းဆူအလှခံပြီးတော့ရှမ်းပြည်နယ်ကစစ်ဘေးဒုက္ခတဲ့စခန်းတွေမှာလှူဒါန်းမှုရှိနေပါတယ်။ဦးထွန်းထွန်းသိန်းကသတင်းပေးပို့ထားပါတယ်ခင်ဗျာ။ငញ្ញရင်ရှိုက်တံအမည်နဲ့လူငယ်ဂီတာသမားတွေစူစီပြီးတောင်ကူဖအံမော်လမြိုင်ရေးထွယ်ဘိတ်ကော့တောင်စတဲ့မြို့တွေမှာဒီဇင်ဘာ28ရက်နေ့ညကနေစတင်တွားရောက်ပြီးဂီတာနဲ့တချင်းဆူအလှခံကြမှာဖြစ်ပါတယ်။ငញ្ញရ ွားဖို့ပဲပေါ့နော်အကပ်နဲ့သွားဖို့ဆိုတော့စဉ်းစားလိုက်တာပေါ့တော့ဒီလိုကပ်နဲ့ဟိုဓာတ်ရိုက်သွားမယ်ဆိုတော့ဟိုဒီကျမတို့ရဲ့လူတိုင်းပေါ့နော်ငိမ့်ချိုင်းရို့လူလာနေတယ်ဆိုတော့ဘယ်နေရာဘယ်ဒေသမှာပဲဖြစ်ဖြစ်ငိမ့်ချိုင်းရို့လူလာနေတယ်ဆိုတာသိခွင့်လည်းရအောင်ပေါ့ဒါကျမတို့ဒီငင်းကြိုင်းနဲ့ပတ်သက်တာတွေဟိုလူတွေရဲ့ရင်ထဲမှာဘလောက်ရှိလဲသိရအောင်ပေါ့နော်အဲ့တော့ဒီနေရာတွေတော်တော်များများကျမတို့သွားမယ်ပေါ့အဲ့လိုလူရဲ့ကျန်းတဲ့ဒီငင်းကြိုင်းရဲ့ခီးစဉ်ဖြစ်သွားတာပေါ့နော်ငင်းကြိုင်းရဲ့ site အဖွဲ့အနေနဲ့ရှမ်းပြည်နယ်ဘက်မှာတင်းဆူအလူခံခဲ့ပူပြီး အခုတစ်ခါမြန်မာပြည်အောက်ပိုင်းခီးစဉ်ကနေထပ်မံရရှိခဲ့တဲ့အလူငယ်တွေကိုစုပေါင်းပြီးတော့ဇန်နဝါရီ15ရက်နေ့နောက်ပိုင်းမှာရှမ်းပြည်နယ်ကဒုက္ခနဲ့စကမ်းတွေကိုလူတန်းကြမှာဖြစ်ပါတယ်။ဒီလိုလက်ရှိခံစားနေရတဲ့ဆွေးနွေးဆောင်ပြည်သူတွေတော့ကျွန်တော်တို့ထီထီကျောက်ဖြစ်သွားအောင်ကျွန်တော်တို့ကံထူလေတခုပေါ့ဒီထီထီကျောက်ဖြစ်သွားအောင်ကျွန်တော်တို့ဒါဆူပြစ်မယ်ပေါ့။ဟုတ်ဒါကတော့ကျွန်တော်တို့မှချက်ပါတယ်။ကျွန်တော်နောက်လူကျက်ရေးလက်ချက်ပါတော့ဒီလိုမျိုးပြင်းစစ်ပြီးတော့ဒီလိုမျိုးပြစ်နေတဲ့အစား မတီးစီစီကိုဒီဒီစပွဲဝိုင်းမှာအေးစီစီဆွေးနွေးဖို့အတွက်တောင်းဆိုပါတယ်ကျွန်တော်ငြိမ်းချမ်းတဲ့ပြည်သက်ရှင်ပေါ်မှာချက်ညဉ့်ညဉ့်ဆိုင်တဲ့အဖွဲ့ဟာပြီးခဲ့တဲ့တနေ့ခန်းကအွန်လိုင်းကနေတဆင့်စတင်ဖွဲ့စည်းခဲ့တဲ့အဖွဲ့တစ်ခုဖြစ်ပြီးကြတာတိခတ်နိုင်တဲ့လူငယ်တွေအ धिक ပါဝင်ပြီးတော့ညဉ့်ညဉ့်ရဲ့တချင်းတွေနယ်လက်တီဆိုပြီးအလူငယ်တွေလူသားနေတဲ့ပရာဂိတာအဖွဲ့တစ်ခုလည်းဖြစ်ပါတယ်ကျွန်တော်ထွန်းထွန်းသိမ့်ပါ